င်္ဂလာပါရှင်ဆရာမကဒီနေ့အလှပြင်ပစ္စည်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ပြမှာဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့အလှပြင်ပစ္စည်းကိုခရံဆမ်အန်လို့ခေါ်ပါတယ်ခရံဆမ်အန်အလှပြင်ပစ္စည်းအောက်ခမိတ်ကပ်ကိုကြတော့အောက်ခမိတ်ကပ်ကိုခရင်ရောင်ဖွင်းခရင်ရောင်ဖွင်းလို့ခေါ်ပါတယ်မြေတောင်ချဲတဲ့မြေတောင်ကော်တဲ့မြေတောင်ဆေးကိုကြတော့မတ်စကာရာမတ်စကာရာလို့ခေါ်ပါတယ် မျက်တောင်ကောတဲ့ကလစ်တန်လေးကိုပေါ့နော်မျက်တောင်ကောတဲ့ကလစ်တန်လေးကို T dot ขนตาလို့ခေါ်ပါတယ် T dot ขนตาမျက်တောင်ကောတဲ့အတန်မှာ makeup လိမ့်နဲ့ brush ပေါ့နော် makeup လိမ့်နဲ့ brush ကို T pat gem လို့ခေါ်ပါတယ် T pat gem လို့ခေါ်ပါတယ် eye shadow ကိုလည်း eye shadow လို့ပဲခေါ်ပါတယ် eye shadow ရင်မွေးကိုကြတော့ numb home လို့ခေါ်ပါတယ်ရင်မွေးကို numb home လို့ ခေါ်ပါတယ်ရှင်မျက်နှာလိမ့်နဲ့ပေါင်တာအမှုတ်ပေါ့နော်မျက်နှာလိမ့်နဲ့ပေါင်တာအမှုတ်ကိုကြတော့ pain fun လို့ခေါ်ပါတယ်မျက်နှာလိမ့်နဲ့ပေါင်တာအမှုတ်ကို pain fun လို့ခေါ်ပါတယ်နောက်တစ်ခုကတနခါသွေးလိမ့်နဲ့ကြောက်ပြင်းပေါ့နော်ကြောက်ပြင်းမှာတနခါသွေးလိမ့်နဲ့ဆိုလို့ရှိရင် tan hin ti chai fun tanaka tan hin ti chai fun tanaka လို့ခေါ်ပါတယ်ဟုတ်ကဲ့ပါဆရာမတို့စွာဒီမြန်မာကထိုင်းစာထိုင်းစကားသူးတင်နှံဖွင့်နေပါပြီစိတ်ဝင်စားတဲ့ဆိုရင် အောက်က comment လေးမှာ1နှစ်3လို့ရေးသွားပေးပါတင်နှမ်းမှာဆုံကြမယ်နော်ဘိုင်ဘိုင်